ကလကပါဗလာကစားခွင့်မရတာမဟုတ်ပဲမကစားခြင်းလို့ကိုပယ်ချခဲ့တဲ့ကုတ်ကြီးအားလုံးပဲမိလာပါမန်ချက်စတာဖောဆွန်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဘောလုံးရုံးမှာတော်လေးပွဲဆိုနေတဲ့အကြောင်းအရာတစ်ခုရှိပါရင်ဒါကတော့မက်ဆီကကလကပါဗလာပြန်ဝင်ကစားနေရပြီရော်နယ်ဒိုကတော့မကစားရတဲ့အပေါ်ရော်နယ်ဒိုကိုဝေဖန်ထိုးနှက်တာတွေရှိနေကြတာပါမက်ဆီကတော့အင်ရှင်ဖြစ်တဲ့အင်တာမိုင်အမီအသင်းနဲ့အတူပါဝင်ရှင်မြိုင်နေခဲ့ပြီးတော့အုပ်စုဆင့်ကိုကြော်ဖြတ်ပြီးတော့ရှုံးထန်းအဆင့်ထိတက်လှမ်းထားနိုင်ခဲ့ပါရင်ရော်နယ်ဒိုရဲ့အရက်စာအသင်းကတော့ဒီပြိုင်ပွဲမှာမပါဝင်ခဲ့တာကြောင့် ဘယ်လိုကြောင်ကဘာဘောကအကောင်းဆုံးပြိုင်ပွဲတစ်ခုနဲ့လဲချော်ထားခဲ့တာပါဒါပေမဲ့ဂိုကြီးဆိုတဲ့အတိုင်းဒီပြိုင်ပွဲမှာကစားခြင်းကစားလို့ရတဲ့အခွင့်အရေးတွေအများကြီးရှိခဲ့ပါတယ် sorry ထိုင်တန်းကလန်အဟီလဲအာဂျင်တီးနားကလပ် river plate အသင်းတွေဟာ redo ကိုကလပ်ကဘာဘလာမှာကစားဖို့သူတို့အသင်းတွေစီကိုကမ်းလှမ်းမှုတွေရှိနေခဲ့ပါတယ်ဒါပေမဲ့ redo ကိုယ်တိုင်ကဒီကမ်းလှမ်းချက်တွေကိုပယ်ချသွားခဲ့ပြီးတော့ nsa အသင်းတွေပဲယာလီဂျိုအတွက်ပြင်ဆင်မှုတွေလုပ်ဖို့အာရုံစိုက်ထားခဲ့ပါတယ် Redo ကမကြာခင်ကအပြောင်းရွှေ့တဲ့နေထွက်ပေါ်ထားပေမဲ့လက်ရှိချိန်မှာတော့ NSR အသင်းမှာပဲစာချုပ်တက်တန်းတိုးပြီးတော့ဆက်ရှိနေဖို့များပါတယ် ဂေါ်ဂျီရနယ်တို့က NSR အသင်းနဲ့တူ Sorry Pro League မှာနှင်းအသည့်ဆက်ဂေါ်တင်အများဆုံးရှင်ပနဲ့စုကိုရရှိထားခဲ့တာပါ Red တို့က NSR အသင်းအတွက်ပြိုင်ပွဲစုံ132ပွဲကစား69ဂိုးအထိသွင်းယူထားခဲ့ပါတယ်။ငကြသင်းကင်တို့ကလည်း Red တို့ကမိခင်ပေါ်တူဂီအသင်းကိုဦးဆောင်ထားပြီး Nation League Champion Super League ကိုကံပြောင်းထားနိုင်ခဲ့ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဝယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။